အပိုင်း936ရဲ့အဆောင်မှာတော့ဇိုရူကအိုရီယန်ကမူမူရဲ့ညမဆိုတာကိုတည်သွားခဲ့ပါတယ်။သူရဲ့မူရာကိုမြင်တော့မူမူကိုရင်းနှီးနေတဲ့ပုံစံပေါက်နေတာကြောင့်အိုရီယန်ကပြောသွားပြီးထင်းတဲ့တိုင်းပဲသူမရဲ့အကိုကိုသိနေရမှလားလို့ပြောလိုက်ပါတယ်။အိုရီယန်ကသူမအနေနဲ့တော့ကစွန်းစားကြည့်လိုက်တာလို့ပြောလိုက်တယ်။ဂူဒလောချာနေရတဲ့တဲ့ရင်းတွေအရရောဒီလိုဆာမူရိုင်းတယောက်ပေါ်လာတာကသူမအကူရဲ့အကူဖြစ်မယ်လို့ထင်မိနေတယ်လို့ပြောပြလိုက်ပါရီအဲဒီနောက်အိုရီယန်ကဆိုတော့ကိုသူမရဲ့အကူကဘလို့နေလဲဂျမ်းမာရီလာလို့ဝမ်တာအာရနဲ့မိကိုနေမိနေတာပါ ဒါကိုကြတော့ဇိုရိုကသူမကိုစိတ်ထိမ်းမှုအတွက်ပြောလိုက်ပြီးငိန်ကြာကြောင့်အိုရီယန်ကလန့်သွားပြီးတော့ဇိုရိုကိုမဟုတ်မှအခုဖြစ်စီရဲ့ရန်သူလားလို့မေးလိုက်ကဇိုရိုကညှင်းလိုက်ပြီးမဟာမိတ်ပဲလို့ပြောလိုက်ပါရီသူရဲ့စကားကြောင့်အိုရီယန်ကတော်ပါသေးရဲ့လို့ပြောလိုက်ပါရီအဲ့တော့အိုရီယန်ကကင်းရမွန်ရောအသက်ရှင်နေသေးရဲ့လားလို့မေးလိုက်တယ်ပြီးတော့အိုရီယန်လေးကဝမ်တာအားရနဲ့တယောက်ပြီးတယောက်ရဲ့နာမည်တွေကိုရွတ်ခါအဆင်ပြေမပြေမီးနေကြတာပါဒါပေမဲ့ဇိုရိုကတော့အိုရီယန်ကိုအရင်ဆုံးမင်းကမူမူရဲ့ညီမဟုတ်ရဲ့လားလို့ပြောလိုက်ပါရီဒါကိုကြတော့အိုရီယန်ကပြောပြပေးပါမယ်လို့ပြောလိုက်ပြီးသူမရဲ့အကြောင်းကိုရှင်းပြပေးလိုက်ပါရီ ဒါကြောင့်ဇိုရိုကအိုရီယန်ကမိုမူရဲ့ညမပါဆိုတာကိုယုံသွားပါတယ်။ပြီးတော့ဇိုရိုကမိုမူကအရင်တိုင်းပဲအသက်၈နှစ်အရွယ်ပဲရှိသေးတာဖြစ်ပြီးညမဖြစ်တဲ့မင်းကတော့၂၀ကျော်ပြီဖြစ်ပြီးအခု၂၆နှစ်လို့ပြောလိုက်တော့အိုရီယန်ကခေါင်းငိမ့်လိုက်ပါတယ်။ဒါပေမဲ့ဇိုရိုကတိုကိုကိုလည်းညှိုးထိုးပြလိုက်ပြီးသူကနားထောင်နေလို့ဖြစ်ရလာလို့မေးလိုက်တော့တိုကိုကဘာမှမဖြစ်ပါဘူးလို့ပြောလိုက်ပြီးသူမကဒါရီကိုသိရလို့ပြောပြလိုက်ပါတယ်။ အဲ့နောက်အိုရီယန်ကတိုကိုကိုပွေးဖက်လိုက်ပြီးတိုကိုကသူမရဲ့အကြောင်းကိုသိတယ်။လူနည်းစုတွေကတယောက်ပဲလို့ပြောပြခဲ့ပြီးတိုကိုရဲ့ရီမောဇန်ကသူမကိုအားတက်စေခဲ့တာလို့ရှင်းပြလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်20လောက်တုန်းကသူမကတိုကိုလိုအရွယ်လောက်လေးပဲရှိနေခဲ့ပေမဲ့အဲ့ဒီတုန်းကအဖြစ်ပြက်တွေကိုမေးမြဘူးလို့ပြောပြလိုက်ပါတယ်။အဲ့ဒီတုန်းကသူမရဲ့မိခင်ကကင်းရမုံတို့ကိုအနာဂတ်ကိုသွားဖို့အတွက်ပြောလိုက်ပြီးမမကိုပါထည့်ပေးလိုက်ပါတယ်။ဒါကြောင့်မမကသူမရဲ့အမေကိုအဲ့လိုမလုပ်ဖို့အတွက်ပြောခဲ့ပေမဲ့မရခဲ့ပါဘူး။ ိမ်တုန်းက Orion ကသူမရဲ့အကူကမျက်စိရှိမှရုတ်တရက်ကြီးပျောက်သွားခဲ့တာကိုကြည့်နေခဲ့ရတယ်လို့ပြောပြလိုက်ပါတယ်အင်းဒီက Orion ကသူမရဲ့အဖေ Oran နဲ့အမေဖြစ်သူ Tokido တို့ကိုဆုံးရှုံးခဲ့ရပြီးအရာအလုံးပြောက်ကွယ်သွားခဲ့တယ်လို့ပြောပြလိုက်ပါတယ်။အနည်း20ကြာရင်ကိုဖြစ်သူပြန်လာမယ့်စကားကိုလည်းမယုံကြည်ခဲ့တာကြောင့်သူမကအသက်ဆက်ရှင်မှုတော့အားမရှိခဲ့ဘူးလို့ပြောပြလိုက်တော့ Zoro က Orion ကိုမင်းကဘာကြောင့်အနာဂတ်ကိုလိုက်မသွားတာလဲလို့မေးလိုက်ပါတယ်။တကယ်တော့သူမရဲ့အမေကအကိုဖြစ်သူပြန်မလာရင် Gozuki မျိုးဆက်ပြတ်သွားမှာဆိုလို့သူမကိုခြံထားခဲ့လိုက်တာပါ။ ဒါပေမဲ့ Orion ကသူမကိုဆာမူရိုင်းတယောက်ဖြစ်တဲ့ Kawamatsu ရေအောက်ပိုက်လိုင်းကနေကဲထုတ်သွားပြီးခဲ့ပါတယ်။အဲဒီတော့က Kawamatsu ကရောက်လာခဲ့ပြီးမီလောက်နေတဲ့ရဲတိုက်ထဲကနေ Orion ကိုကဲသွားပြီးခဲ့တာပါ။ပြီးတော့သူကမိသားစုကိုဆုံးရှုံးရလို့စကားတော့မပြောတဲ့ Orion ကိုရီမောလောင်လုပ်ပြီးခဲ့ပါတယ်။ဒါပြင်စားစရာတွေကိုလည်း Orion ကိုကျွေးခဲ့ပါတယ်။ Orion ကသူ့ကိုစားဖို့ပြောပေမဲ့သူကညင်းဆိုလိုက်ချင်း Kawamatsu ရဲ့ဘိုက်ကအော်ဒန်ထွက်လာတာကြောင့် Orion က Kawamatsu ဘိုက်စာနေရာကိုတီးသွားပါတယ် ဒါကြောင့်သူမကတယောက်သေးပဲဘိုင်းဝါအောင်စားမယ်လို့ပြောလိုက်ပေးမယ်။ကာဘွန်မဆုကသူကဘိုင်းမကောင်းလို့အခုအတန်မြင်နေတာပါလို့ပြောလိုက်ပြီးလာရီလန်ကစမ်းကြောင်းထဲမှာငါးကြော်လေးတွေရေကူးနေတာကိုတွေ့လို့ဖန်းစားခဲ့ပြီလို့ပြောလိုက်ပါရီ။အိနာအိုရီယန်ကကာဘွန်မဆုကသူမကိုဘိုင်းစားခံပြီးကြွေးမွေးပြုစုခဲ့တာလို့ပြောပြလိုက်ပါရီ။ဒါပေမဲ့သူမဆက်သုံးနေမှာခါဝါမဆူနဲ့ကွဲသွားခဲ့တယ်လို့ပြောလိုက်ပြီးခါဝါမဆူကဆာမူရိုင်းထောင်ဖြစ်တာကြောင့်အသက်ရှင်နေဦးမယ်လို့ယုံကြည်ကြောင်းပြောပြလိုက်ပြီးသူကဒီကျွန်းရဲ့တန်နီယာမှာတော်လန်ရင်းနေရက်ကိုစောင်းနေမှာတည်ကြတယ်လို့သူမကပြန်ပြောပြလိုက်ပါရီ။ အဲ့ဒီနောက် Orion ကတော်လန်ကြီးကဘယ်သူတွေပေါမလဲလို့မိလိုက်တော့ Zoro ကပါဝင်သူတွေကိုပြောပြလိုက်ပါတယ်အဲ့ဒီအချိန် Orion ကခွေးနဲ့ကြောင်ပါလာလာလာလို့မိလိုက်ပြီးသူမကသူတို့တည်သွားပြီလို့တည်ထားတာလို့ပြောလိုက်ပြီးထမ်းမတွေ့ရတော့ဘူးထင်းနေကြောင်ကိုလည်းပြောလိုက်ပါရီဒါကိုကြတော့ Viper ကတော့ Wano ကိုရောက်မလာသေးဘူးလို့ပြောလိုက်တယ်အဲ့ဒီနောက်သူက Orion ကိုကြည့်ပြီးဘာလို့နေရလဲလို့မိတော့ငိုချင်တဲ့မျက်နှာကိုထိန်းနေတဲ့ Orion ကပျော်နေတာလို့ပြန်ပြောလိုက်ပါရီဒါကိုကြည့်ကတော့ Tuku က ။ Orion ကိုဒါကရည်နေရလို့ပြောလိုက်ချင်း Orion ကသူမရဲ့ငိုချင်နေတဲ့မျက်လုံးကိုထိန်းလိုက်ပြီးသူမကစစ်တီတော်တယောက်ရဲ့သမီးဖြစ်လို့မငိုပါဘူးလို့ပြောလိုက်တယ်။ပြီးတော့သူမကဒါဆိုရင် Orion ရဲ့ကိုရန်တော်ခုနှစ်ယောက်ပြန်ဆောင်သွားတော့မှာပေါ့လို့ပြောလိုက်ပြီး Zoro ကတော့သူမအနေနဲ့ဒါကိုမသိဘူးလို့ပြောလိုက်ပြီးလောလောဆယ်မှာတော့ Gin ရဲ့မုံတို့အပါအဝင်6ယောက်ပဲရှိသေးတယ်လို့ပြောလိုက်ပါတယ်။ Zoro ကနောက်3ယောက်ကဘယ်သူတွေလဲဆိုတာမသိသေးဘူးလို့ပြောလိုက်တယ်။ဒါကိုကြတော့ Orion ကသူမတို့က Kawamatsu Doji နဲ့ Danjiro လိုပဲလို့ပြောလိုက်ပါတယ်။ ဒါပေမဲ့မြို့ထဲမှာဆောက်ရွက်ကိစ္စပြန့်နှံ့နေတာကြောင့်သူတို့လည်းမကြခင်ထွက်လာပါလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဇော်ရိုကတော့ဒီကိစ္စတွေအခုလိုပေါက်ကြားသွားတာကတေချာပေါက်တွင်းလူကြောင့်လို့ပဲပြောလိုက်ပြီးဘာတွေဖြစ်လာနိုင်မလဲမသိနိုင်ဘူးလို့ပြောတော့အိုရီယန်ကသူမကတော့ဒါကတေချာပေါက်အောင်မြင်လိမ့်မယ်လို့ယုံကြည်မိကြောင်းပြောလိုက်ပါတယ်။အဲဒီနောက်ဇော်ရိုကလည်းလဲချလိုက်ကဆရာများတားသိတယ်လို့ပြောပြီးသူကဘာကိုမှမစင်စားတော့ဘူးလို့ပြောကအိတ်ဖို့လို့ပါတယ်။ဒါကိုမြင်တော့အိုရီယန်လည်းဇော်ရိုရဲ့တံရရီကိုမြန်မြန်တတ်တောင်းအောင်အားယူဖို့အတွက်ပြောလိုက်ပါတယ်။ နောက်တော့ဇိုရိုအားယူနေချိန် Orion ကအိတ်ပြောနေပြီးတူကိုကိုသူမရဲ့အကိုအသက်ရှင်နေသေးတယ်လို့သွားပြောနေပါတယ်ပြီးတော့နှစ်ယောက်သားပြောလိုက်ရီလိုက်လုပ်နေတာကြောင့်ဇိုရိုကအိတ်မရဖြစ်နေပါတယ်ခဏကြာတော့ Orion ကသူမရဲ့အကိုကအရင်တိုင်းပဲရှိနေသေးတာကြောင့်ပြန်တွေ့ရင်မလုပ်ရမလဲလို့စိတ်လှုပ်ရှားစွာစဉ်းစားနေတာပါဒါပေမဲ့သူမကတိုက်ခိုက်မှုတွေပြတ်သွားမှသွားတွေ့ဖို့အတွက်ဆုံးဖြတ်လိုက်ပြီးစစ်တီတော်ရဲ့တိုက်ခိုက်မှုကိုအနောက်ရှက်ဖြစ်လို့မရဘူးလို့ပြောလိုက်ပါရီပြီးတော့ဒါကဟုတ်တယ်မလားလို့တူကူကိုမေးလိုက်ချင်းတူကူကလည်းဇိုရီရဲ့ဘီးမှာအိတ်နေခဲ့ပြီးဖြစ်ပါရီ အဲ့ဒီအချိန်အေးကပိုဆိုးလာတာကြောင့် Orion ကကြိလိုက်တော့မီးကတင်နေပါလေ။ဒါကြောင့်သူမကထင်းနှချောင်းလောက်ရရင်ပိုအဆင်ပြေမယ်လို့တွေးလိုက်ပေမဲ့ Zoro နဲ့ Toro ကအေးနေခဲ့တာကြောင့်သူမရဲ့အပေါ်အင်းကြီးကိုခြုံပေးလိုက်ပြီး Zoro တို့ကိုဖတ်ထားပေးလိုက်ပါလေ။တစ်ဖက်မှာတော့ Luffy ကဒါလည်းမဟုတ်သေးဘူးလို့ပြောလိုက်တော့ Hyogoro ကလူကိုကင်ပေါက်တာတော့မရသေးဘူးလားလို့မေးလိုက်ပါလေ။ဒါကိုကြားတော့ Luffy ကမဟုတ်သေးဘူးလို့ဆိုတော့သူကမထီပဲနဲ့ကင်ပေါက်ချင်တာလို့ပြောလိုက်ပါလေ။ဒါဆိုရင်ကိုင်ရိုရဲ့တအားမာရဲ့အခြေကုံကိုခွဲနိုင်လိမ့်မယ်လို့ပြောလိုက်တယ်။ လူဗီကသူကိုယ်တိုင်မလုပ်နိုင်ပေမဲ့ရေးလီရောဆန်တိုမာရီရောကပါသုံးနာကိုတွေ့ဘူးတယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဟီယိုဂရိုကသူတို့ဝါနိုဒေတာမှာခန္ဓာကိုယ်ကိုလေ့ကျင့်ရတဲ့ပုံစံရှိတယ်လို့ပြောပြလိုက်ပြီးဒါကထက်စီရဲ့ဓာတ်ချောင်းဖြစ်စေခြင်းရင်ဘဲတန်ကိုမစုပ်ခုတ်လို့ရပြီးမပြတ်စေခြင်းလဲစကူကူတော်မပြတ်ဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့သူကဒါကအသုံးပြုသူရဲ့စိတ်ပေါ်ကိုမူတည်တယ်လို့လည်းဟီယိုဂရိုကလူဗီကိုပြောပြလိုက်ပါတယ်။အဲ့ဒီအချိန်မယ်ဒီလိုရိုကလည်းပြန်ထလာပါတယ်။ဒါကြောင့်ဟီယိုဂရိုကရှေ့ကိုထွက်သွားပြီးဒါကိုမြင်တော့အယ်ပါကာကအသေးချင်းလိုလားလို့ပြန်မိလိုက်ပါတယ်။ ယူဂရိုကတော့လူဖီကိုအရင်ကဓာတ်တိုင်းလေးချင်ရင်တင်ခဲ့ရတာကိုပြမယ်လို့ပြောလိုက်ပြီးသူပါလို့မယ်ဆိုတာကိုပြောပြမယ်ဆိုပြီးပြောလိုက်ပါတယ်တဖက်မှာတော့လောကရှိနိုဘူကိုသူ့ရဲ့တငယ်ချင်းတွေကိုဆွဆွဲခဲ့တာကိုမမေ့ဖို့အတွက်ပြောလိုက်ပြီးအချင်းချင်းမယုံတဲ့သူနဲ့နောက်ကျောပေးတိုက်ခိုက်ဖို့ကမဖြစ်နိုင်တော့ဘူးလို့ဆိုကထွက်သွားခဲ့ပါတယ်ဒါကိုမြင်တော့ဦးစုပ်ကလိုက်ခေါ်ခဲ့ပေမဲ့မရတော့ပါဘူးဥစုပ်ပြုတ်ကအပြင်းမထိုင်နေရင်ဥစုပ်ကတကယ်လို့ဘယ်ဘူရုကပြောလိုက်တယ်ဆိုရင်တော့မှနားလေပေးနိုင်တယ်လို့ပြောလိုက်ပါရီ။ဒါကိုကြတော့နာမီကဥစုပ်ကိုမင်းရောအတူတူပဲမှလာလို့ပြောလိုက်တယ်။ ဦးစုပ်ကတော့ရှင်နိုဘူးကမလိုအပ်တာတွေကိုပြောလိုက်တာပဲလို့ဆိုတော့နာမီကသူမတို့တွေလုံးနေတာကိုသိတယ်မှလားလို့ပြောလိုက်ပါတယ်။ဂိုင်ဒိုကတိုင်းပြည်ကိုတင်ပြီးပြည်သူတွေကိုနေစရာမရှိအောင်လုပ်ပေးခဲ့တာတော့သူတို့ကအနည်း20လောက်တင်းခတ်နေခဲ့ရတာလို့ပြောလိုက်ပါတယ်။အဲဒီအချိန်တစ်ဖက်ကအော်ဒန်ထွက်လာပြီးလူကြီးနှစ်ယောက်ကကလေးတွေကိုမောင်းထုတ်နေပါတယ်။ရည်တန်နေမြတ်တဲ့မြို့မှာထူးထူးခြားခြားအော်ဒန်တွေကြားလိုက်ရတာကြောင့်ဦးစုပ်တို့ကလန်သွားပါတယ်။ဒါကိုမြင်တော့အဖွားကြီးကဒီလူတွေကတွန်တွရာစုရဲ့မြို့တော်ကနေခေါ်လာပြီးတာလို့ပြောလိုက်တယ်။အဲဒီထဲကဘန်ကူကအိမ်ကိုမီလိုက်ရှို့ ဖြက်စည်းနေတဲ့သူဖြစ်ပေမဲ့ရဲတွေကပတ်စံပေးထားလို့အဖမ်းမခံရဘူးလို့ပြောလိုက်ပါတယ်။ဒါ့အပြင်အိမ်မီးလောင်တဲ့သူတွေကိုလည်းဘန်ကူကတစ်တေရောင်းပြီးစီးပွားရှာတယ်လို့ဘန်ကူကမီးလောင်သွားတဲ့အိမ်ကလူတွေကိုအတူများများနဲ့ငွေချေးတတ်တယ်လို့ပြောပြလိုက်တော့နာမီတို့ကအဲ့ဒီ၃ယောက်ကပေါင်းနှုတ်နေရဆိုတာသိသွားခဲ့ပါတယ်။အဲ့ဒီနောက်နာမီကအခုဘလို့ဖြစ်သွားတာလဲဆိုတော့အဖွားကြီးကဒါက Orion ကြောင့်ပဲလို့ပြောလိုက်တယ်။ပြီးတော့သူတို့ရဲ့ပတ်စံနေတဲ့ဘာမှမကြံအောင်အလိန်ခံလိုက်ရတာဆိုတော့ Usopp ကလည်းသူတို့ကိုမှတ်မိသွားပါတယ်။နာမီကတော့ Orion ကဒါကိုသိလို့တမင်လုခဲ့တာနေမယ်လို့ပြောလိုက်ပြီး Orion ကဘာတူလဲဆိုတာသိချင်နေပါတယ်။ တဖက်မှာလေ Orion ကဇိုရိုကိုဖက်ကာအေးပြောနေပါရီပြီးမှလေတိုကိုကနှင်းနှင်းချာချာအေးပြောနေပါရီအဲ့ဒီအချိန် Yugo ကတော့ Luffy ကိုဘာလို့ရမလဲပြောပြဖို့အတွက်ပြောလိုက်တော့ Luffy ကကြည့်လိုက်ပြီးညာဘက်လက်နဲ့အားပြင်းပြင်းခုတ်လိုက်မယ်လို့ Elbaga ရဲ့လှုပ်ရှားမှုကိုပြောပြလိုက်ပါရီဒါကိုကြတော့ Yugo ကနားလဲပြီးလို့ဆိုက Elbaga ရဲ့တိုက်ခိုက်မှုကိုရှောင်းလိုက်ပြီးသူကပြန်တိုက်ဖို့အတွက်ခန္ဓာကိုယ်တစ်ခုလုံးကအားရီကိုလက်မဆူနေခဲ့ပါရီဒါကိုမြင်တော့ Elbaga ကအဖိုးကြီးကတေးချင်းနေရလားလို့ပြောလိုက်ချင်း Yugo ကအပေါ်ကိုခုန်တက်က Elbaga ရဲ့လေပင်နေရာကို Haki နဲ့ပြန်တိုက်လိုက်ပါရီ ဒါကြောင့် Airpower ကလဲကျသွားပြီးမှောက်သွားပါတော့တယ်။ Luffy ကဒါကိုကြည့်ကအံ့ဩနေပြီးအားလုံးကလည်းဒါကိုမယုံနိုင်ဖြစ်နေခဲ့ပါတယ်။ Queen ကတော့ Yugoro လိုအဖိုးကြီးကတေကန်နီးနေပြီလို့ထင်တာဆိုပြီးသူကခနဲ့နေချိန်ထောင်သားတွေကလည်းဒါကိုအံ့ဩနေပါတယ်။ Yugoro ကတော့ Luffy ကိုရှာနေတာကဒါဆိုရင်သူ့အနေနဲ့အနေငယ်ကူပေးနိုင်လောက်တယ်ဆိုပြီးပြောလိုက်တော့ Luffy ကတင်ပေးပါလို့ပြောလိုက်ပြီးဒါပဲလို့ဆိုကဇာလန်လေးကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပြန်ပါလေ။အပိုင်း939ရဲ့အဆောက်မှာတော့ Yugoro က Luffy ကိုသူ့ရဲ့ Yugo ကိုပြသခဲ့ပါလေ။ ဒါဝင်မြင်တော့လူဖီကဒါကသူရှာနေရဲ့ရာပဲလို့ပြောလိုက်ပြီးဟီယိုဂရိုကိုတင်ပေးဖို့အတွက်တောင်းဆိုလိုက်ကဘယ်လိုလုပ်လိုက်တာလဲလို့မေးပါရီအဲ့ဒီအချိန်ဟီယိုဂရိုကတော့မောပန်းနေပြီးဒါကသူအတွက်ပင်မန်းစီတယ်လို့ပြောလိုက်ပါရီအဲ့နောက်မှာတော့မယ်ဒီလိုကလူဖီတို့ကိုတိုက်ခိုက်ဖို့လုပ်လိုက်တာကြောင့်လူဖီကဟီယိုဂရိုကိုပခုံးပေါ်တင်ပြီးပြန်တော့မာနော်လို့ပြောလိုက်တယ်ပြီးတော့လူဖီကမယ်ဒီလိုရဲ့တိုက်ခိုက်လာသမျှကြီးစံနေအားလုံးကိုရှောင်ပစ်လိုက်ပါရီပြီးတော့သူကအပေါ်ကိုပြန်တက်လိုက်ချိန်ဟီယိုဂရိုကလူဖီကိုမင်းရဲ့ဟာကီကငါတို့စီမှာယူရိုလို့ခေါ်တယ်လို့ပြောပြလိုက်တယ် ဒါကစီစဉ်ခြင်းလို့အဓိပ္ပာယ်ရတာကြောင့်ခန္ဓာကိုယ်မှာရှိတဲ့အာရီကိုလက်ကိုစီစဉ်စေပြီးခန်းစားကြည့်ဖို့အတွက်ပြောလိုက်ပါတယ်။ဒါကိုကြတော့လူဖီကလည်းဟျိုဂရိုပြောတဲ့အတိုင်းလိုက်လုပ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကမက်ဒီလိုကိုထိုးပစ်လိုက်ချင်းဟျိုဂရိုကသူ့ကိုအားအများကြီးမထည့်ဖို့အတွက်ပြောလိုက်တယ်။ဒါပေမဲ့လူဖီကအားအများကြီးသုံးမိသွားတာကြောင့်သူကမရခဲ့ပါဘူး။တစ်ဖက်မှာတော့မက်ဒီလိုကအောက်ကိုလွင်ကျသွားခဲ့ပါပြီ။အဲဒီအချိန်လူဖီကတော့အပေါ်ဘက်မှာစိတ်တူနေခဲ့ပြီးသူကအော်ဟစ်နေပါတယ်။ဒါ့အပြင်လူဖီကထပ်လာဖို့အတွက်ပြောနေခဲ့ပါတယ်။ဒါကိုကြည့်နေတဲ့ကွင်းကတော့ဒီတစ်ခါလူဖီတို့ကိုစင်ပေါ်ကနေအမြန်တွန်းချလိုက်ဖို့အတွက်ပြောပါတယ်။ ဒါကြောင့်အားလုံးကလူဖီတို့ကိုတိုက်ခိုက်ဖို့လုပ်နေကြပါတယ်။တဖက်မှာလည်းဘင်မောင်းကအရန်ကိုပိုက်စားနေခဲ့ပါပြီ။ဒီမှာကအိုဂီကူကိုအိုရန်မျိုးကိုရောက်မလာသေးဘူးလားလို့မေးလိုက်တော့အိုဂီကူကညာလောက်ဆိုရင်ရောက်ပြီလို့ပြောလိုက်ပါတယ်။ဒီမှာရဲ့စကားကြောင့်ဘင်မောင်းကစိတ်ညစ်သွားပြီးဒါကအတော်လေးကိုကြားတာပဲလို့ပြောလိုက်တယ်။အဲဒီနောက်ဒီမှာကအရန်ကိုပိုက်စားနေပြီလို့ဆိုကဘဲနီလေးဟင်းကြီးကိုလည်းအရန်တောက်ချင်နေပြီလို့ပြောနေခဲ့ပါတယ်။အဲဒီချိန်ဒီမှာကစီးလာတဲ့တတ်တော်အဝကိုကြည့်လိုက်တာကြောင့်အကောင်ကြီးကလန့်ပြီးအမြန်ပြေးပါတော့တယ်။ အဲ့နောက်မှာတော့ဘင်မောင်းကချော်ပါကိုကြည့်နေတာကြောင့်ချော်ပါတယောက်လှမ်းပြီးဘင်မောင်းကိုသူ့ကိုမကြည့်ဖို့အတွက်ပြောနေပါတယ်။အဲ့ဒီအချိန်တစ်ဖက်မှာလည်းဒိုနိုယက်ဆူကရှင်နိုဘရိုကိုစာရွက်နဲ့ပတ်သက်ပြီးမြင်မြန်နေပါတယ်။ပြီးတော့သူကဒီစာရွက်နဲ့ပတ်သက်ပြီးစေပွဲအကြောင်းကိုသိခဲ့တာလို့ပြောလိုက်တယ်။ပြီးတော့သူကစာရွက်ပေါ်ကဒိဗယ်ရီကိုပြောပြနေပြီးလာချမ်းပုံစံနဲ့တက်တူးနဲ့ပတ်သက်ပြီးတော့မသိခဲ့ဘူးလို့ပြောပြလိုက်ပါတယ်။ပြီးတော့သူ့လိုပဲဒါကိုမသိတဲ့သူတွေလည်းအများကြီးရှိတယ်လို့ပြောလိုက်ပြီးရှင်နိုဘူကိုဘာလို့အဲ့လိုမျက်နှာဖြစ်နေရလဲလို့ပြောလိုက်ပါတယ်။ ဒါကိုကြတော့ရှီနိုဘူးကအံ့ဩနေချိန်တိုနိုယာစုကတော့အကြံကိုလူသီသွားတယ်ဆိုတော့ဖြစ်တင်ပါတယ်လို့ပြောလိုက်ပါတယ်။ကန်ဂျီရိုကလည်းတိုနိုယာစုရဲ့စကားကိုထောက်ခံလိုက်ပြီးတရင်ကပေါက်ကြားသွားတဲ့အပြင်ဒေါ်လာလိုစိတ်ရှိတဲ့သူတွေကလည်းအဖမ်းခံနေရတယ်လို့ပြောပြလိုက်ပါတယ်။ဒါကိုကြတော့တိုနိုယာစုကအခုမှပြန်ပြီးလိန်နေတာပါလို့ပြောရင်ရနိုင်မိမယ်။တစ်ဖက်ကအခြေအနေကလည်းရှိသေးတယ်လို့ပြောလိုက်ပါတယ်။အဲ့နောက်သူကကန်ဂျူရိုကိုကင်းရမွန်တို့ကိုပြောပြပါသူတို့ဘက်ကလည်းအသေးချာကူတိုက်ပေးပါမယ်လို့ပြောလိုက်တယ်။ဒီစကားကိုကြားတော့ကန်ဂျူရိုကအံ့ဩနေပါတယ်။ အဲ့နောက်ဒိုနိုယာဆိုကသူ့မှာလှုပ်ရှားရည်အများကြီးရှိသေးတယ်လို့ပြောလိုက်ပြီးထွက်သွားဖို့အတွက်လုပ်ပါရီမသွားခင်သူကကန်ဂျူရိုနှစ်ယောက်လုံးရဲ့မျက်နှာတွေကိုတွေ့လိုက်ရလို့တော်သေးတယ်လို့ပြောလိုက်ပါရီအပြင်ဘက်မှာတော့နာမီရိုကစကားပြောနေချိန်ဒိုနိုယာဆိုကထွက်သွားပြီးသူတို့ကိုမြောက်ပြပြောဆိုလိုက်တာကြောင့်အားလုံးကကျေနပ်နေချိန်ဒိုနိုယာဆိုကတော့ထွက်သွားခဲ့ပါပြီဇန်ဂျီကတော့ကန်ဂျူရိုကိုသူ့အနေနဲ့နားထောင်နေခဲ့ပေမယ့်ဒိုနိုယာဆိုနဲ့ကန်ဂျူရိုကဘလို့ပတ်သက်နေရဆိုတာကိုနားမလည်လိုက်ဘူးလို့ပြောလိုက်တော့ဖရန်ကီကလည်းခေါင်းငိမ့်ပြလိုက်ပါရီရောဘင်ကဒိုနိုယာဆိုကရန်ကိုတက်ကြွတဲ့သူတယောက်ပဲလို့ပြောလိုက်ပြီးကန်ဂျူရိုကိုကြည့်လိုက်ပါရီ အဲ့ဒီအချိန်ကန်ဂျူရိုးကတော့လုံးဝကိုမအီးမလဲမျက်နှာအမူအရာနဲ့ရှိနေပြီးသူတို့ကလည်းတွန်နိုယာဆူကဘာလုပ်လဲဆိုတာကိုလုံးဝမသိခဲ့ဘူးလို့ပြောလိုက်ပါတယ်။ဒါကြောင့်တော့စန်ဂျီကလန့်သွားပြီးမတိပဲတောက်လျှောက်စကားတွေပြောနေခဲ့တာလားလို့မေးလိုက်ပါတယ်။အဲ့ဒီအချိန်တွန်နိုယာဆူကတော့ကလေးရီနဲ့သွားဆော့ပေးနေပါတယ်။ကန်ဂျူရိုးကတွန်နိုယာဆူကိုတောက်လျှောက်သူ့ဘက်ကစကားတွေပြောနေခဲ့ပြီးရင်းရင်းနှီးနှီးသုံးနှုန်းနေခဲ့တာကြောင့်အရင်ကသိခဲ့ဘူးတဲ့အင်အားကြီးသူတယောက်ဖြစ်မယ်လို့ထင်ခဲ့မိကြောင်းပြောပြပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီခေါ်ဝေါ်ကြီးကငယ်ငယ်ချင်းဒါမှမဟုတ်ဆရာသမားတွေကသာခေါ်လေးရှိတာမျိုးပါ။ ဲ့ဒီနောက်မှာတော့ကန်ဂျူရိုကရန်ကိုစိတ်ရှုံနေပြီးဒိုနိုယာစုကဘာလုပ်လဲလို့ပြောနေခဲ့ပါတယ်။အဲ့ဒီအချိန်ဒိုနိုယာစုကတော့အဖိုးတရားရဲ့အိမ်ကိုသွားပြီးနာဂျီနီယာတွေကိုဘာလုပ်လဲလို့မေးလိုက်ပါတယ်။တဖက်မှာလည်းလူဖီကစားတိုက်တိုက်ခိုက်နေပြီးသူကမဟုတ်သေးဘူးလို့ပြောနေပါတယ်။အဲ့ဒီနောက်သူကနားမရှိသမျှလူတွေကိုထိုးချိန်နေပြီးသူ့ရဲ့ဟာကီကဘယ်မှာလဲလို့ဆိုတာရှာဖွေနေပါတယ်။အဲ့ဒီနောက်ဂွင်းကလူဖီကိုစင်မော်ကတွန်းချလိုက်လို့ပြောလိုက်ပြီးလူဖီကလည်းစိတ်တူနေပါတယ်။ဒါကြောင့်ယိုဂရိုကလူဖီကိုဒေါသထွက်နေရင်ဟာကီကမစည်းစိမ်မှုလို့တတိပေးလိုက်ပါတယ်။အဲ့ဒီအချိန်လူဖီကတော့နောက်ထပ်လာခဲ့လို့အော်ဟစ်နေပါတယ်။ ။တဖက်မှာတော့ဒိုနိုယာစုကအဖိုးတယောက်ရဲ့အိမ်ကိုသွားကပြုစုပေးနေခဲ့ပြီးအဖိုးကလည်းသူ့ကိုကျေးဇူးတင်နေပါရီ။အဲဒီနောက်ဒိုနိုယာစုကအဖိုးကိုစံညမ်းတစ်ထုပ်ယူလာပေးခဲ့မယ်လို့ပြောလိုက်ပြီးဒိုနိုယာစုကိုအဖိုးကမင်းကစိတ်ထားကောင်းတဲ့သူပဲလို့ပြောလိုက်ပါရီ။ဒါကိုကြတော့ဒိုနိုယာစုကပြောသွားပြီးသူကဒီလိုပြောခံရတာကိုကြိုက်တယ်လို့ဆိုတာစံညမ်းနှထုတ်ထားပေးခဲ့မယ်လို့ပြောလိုက်ပြီးအဖိုးတို့ကိုစားဖို့အတွက်ပြောကထွက်သွားပါတယ်။အဲဒီနောက်သူကရင်းကြီးရောင်းတဲ့အဖွားစီကိုသွားပြီးဈေးကလောက်သေးရလာလို့မိလိုက်ပါတယ်။ ဒါကိုကြတော့အဖွားကဈေးကမလောက်ပေမဲ့ညကနင်းကိုမြင်လိုက်ရတော့လမ်းဆန်းသွားပြီလို့စားနောင်နေပါရီ။အဲဒီနောက်မှာတော့ဒွန်းနူယာဆူကတဲဝင်တဲင်ထွက်အားလုံးကိုတရေမေးပြီးလူတိုင်းကိုပြောရှင်အောင်လုပ်ပေးနေပါရီ။ပြီးတော့သူတို့ကိုစံတုပ်တီလဲခွဲဝေပေးနေတာကြောင့်အားလုံးကဒွန်းနူယာဆူကိုကျေးဇူးတင်နေပါရီ။ဦးဆုပ်ကတော့ဒါကိုကြည့်ကဒွန်းနူယာဆူကချမ်းသာတယ်တော့လို့ပြောပြီးနာမီကလည်းစားစရာတွေကိုတော့ဝေပေးနေရလို့ပြောလိုက်ပါရီ။သူရဲ့စကားကိုကြားတော့အဖွားတယောက်ကရောက်လာပြီးအဲ့လိုမဟုတ်ဘူးလို့ပြောလိုက်ကအောက်ခြေကလူရဲ့ပတ်စံကအရန်ကိုနေပါတယ်လို့ပြောလိုက်ပါရီ ဒါရောင်ဒိုနိုယာဆူကသူ့ရဲ့သမီးဒိုကိုကိုမြို့တော်မှာပို့ထားခဲ့ပြီးဒိုကိုကရာသမျှပတ်စံတွေကိုအကုန်ပို့ပေးတတ်တယ်လို့ပြောပြလိုက်ပါတယ်။အဲ့လိုသမီးဖြစ်သူပို့ပေးတဲ့ပတ်စံနဲ့စားစရာတွေဝယ်ကဒိုနိုယာဆူကအားလုံးကိုပြန်ခွဲကျွေးနေခဲ့တာဖြစ်ပါတယ်။ဒါကိုကြတော့ဦးဆူပတိုကဒိုကိုကိုအမတ်ရသွားခဲ့ပြီးဒါဘာနီယောရဲ့စေတနာကောင်းမှုကြောင့်သဘောကျနေပါတယ်။တဖက်မှာတော့အားလုံးကညားရောက်နေပြီဖြစ်တာကြောင့်လူဖီကိုအနာယူပြီးအိတ်တော်လို့ပြောလိုက်ပါတယ်။ဒါကိုကြတော့လူဖီကမကြေမနက်ဖြစ်သွားပြီးနောက်နောက်ရက်မှလာဆိုပြီးဒေါ်ပွားနေတာပါ။ အဲ့ဒီအချိန်သူကဘိုက်ဆာလာတာကြောင့်ခွေကြသွားပြီးစားစရာလေးတောင်မပေးဘူးလားလို့អော်နေတာကြောင့်တယောက်ကနားညည်းတယ်လို့ပြောလိုက်ပါတယ်လူဗီကတော့စားစရာမရှိရင်မနှက်ပြန်ကြရင်သူကမမ်းမီဖြစ်သွားလိမ့်မယ်လို့អော်ဟိတ်နေပါတယ်အဲ့ဒီအချိန်ဟျိုဂရိုကလူဗီကိုတီးချင်တာရှိတယ်လို့ပြောလိုက်ပြီးဂူရီမာရုံကကိုင်ရိုကိုစိန်ခေါ်ခဲ့တယ်လို့ကြားတယ်လို့ပြောလိုက်ပါတယ်ဘာလို့အဲ့ဒီလိုလုပ်ခဲ့တာလဲလို့မေးပါတယ်ပြီးတော့လူဗီကပြန်ဖြေဖို့လုပ်လိုက်ချင်းသူဘေးနားမှာစောင့်ကြည့်နေတဲ့အဆောင်ကြီးကိုမြင်တော့ဝင်ရှုပ်နေတယ်လို့ပြောလိုက်ပြီးသူ့ရဲ့ဟာကီကိုသုံးကအားလုံးကိုမေးလဲသွားစေခဲ့ပါတယ်ဒါကိုမြင်တော့ဟျိုဂရိုကလန့်သွားပြီးလူဗီကတော့ရပြီလို့ပြောလိုက်တယ် အဲ့နောက်လူဖီကဟျိုဂရိုကိုအင်ပါယာ၄ယောက်ကိုတီလာလို့မိလိုက်ပါတယ်ပြီးတော့အင်ပါယာကိုအုပ်ချုပ်နေတဲ့လူ၄ယောက်ရှိပြီးကိုင်ဒိုကလည်းအဲ့ထဲကတယောက်ပဲလို့ပြောလိုက်ပါတယ်ပြီးတော့လူဖီကသူကပင်လယ်မြပြင်ဖြစ်လာမှမို့၄ယောက်လုံးကိုတိုက်ခိုက်ဖို့လိုတယ်လို့ပြောလိုက်ပါတယ်အဲ့ဒီချိန်ဟျိုဂရိုကရောဂျာလာလို့မိလိုက်တော့လူဖီကအံ့ဩသွားပြီးရောဂျာကိုတီရလာလို့ပြောလိုက်ပါတယ်အဲ့နောက်လူဖီကကင်းရမွန်ပြောပြပူရဲလို့ပြောတော့ဒီတခါအံ့ဩသွားတာကဟျိုဂရိုဖြစ်နေပါတယ်အဲ့ဒီချိန်သူတို့နောက်ကိုအေးပျော်နေတဲ့အရာတစ်ခုကရောက်လာပြီးအဲ့ဒါကရိုင်ဇိုနဲ့ကောင်လေးတယောက်ဖြစ်ပြောင်းသွားခဲ့တာပါ နှစ်ယောက်သားကပေါင်းဆက်နေတဲ့ပုံစံကြောင့်လူဗီကဘာဖြစ်နေရလဲလို့မေးပြီးဟီယိုဂရိုကလည်းရိုက်ဇိုကိုမှတ်မိသွားကအသက်ရှင်နေသေးတယ်လားလို့ပြောလိုက်ပါရီဒါကိုကြတော့ရိုက်ဇိုကအားလုံးကိုရှင်းပြမယ်လို့ပြောလိုက်ချိန်တစ်ဖက်မှာလည်းဇာမူရိုင်းတွေကအူရှီမီဆူကိုဇိုကိုလိုက်ဖမ်းနေခဲ့ပါရီအဲဒီနောက်မှာတော့သူတို့ကအူရှီမီဆူကိုဇိုအမိခံတိုနိုယာစုကိုမိသွားပါရီတစ်ဖက်မှာလည်းရိုက်ဇိုကဟီယိုဂရိုကိုသူတို့ကတိုကီယိုအစွမ်းနဲ့ခေတ်ကိုကူးပြောင်းလာခဲ့တာလို့ပြောလိုက်ပါရီတစ်ဖက်မှာတော့လူဖီက ်ကာရီပေါင်ကိုငါမင်းကိုမြုံနိုင်ဘူးလို့ပြောလိုက်ပြီးရိုက်ဆိုကိုလည်းသူ့ရဲ့လက်ထိပ်တော်ကိုယူခိုင်းလိုက်ပါကိုဘာလို့ကာရီဘူရဲ့ဟာလဲလို့မိကပေါက်ကွဲနေပါလိမ့်ဒါကြောင့်ကာရီဘူကလူဖီကိုမင်းကအခုငါရဲ့သခင်ပဲလို့ပြောကသူ့အနေနဲ့တိုက်ခိုက်မှုမှာတတ်နိုင်တယ်လို့ကူပေးပါမယ်လို့ပြောလိုက်ပါရီအဲအစားသူ့ကိုပြန်တဲ့အခါမှာသာတင်းမိုးပေါ်မှာလိုက်ခွင့်ပေးပါလို့တောင်းဆိုလိုက်ပါရီရိုက်ဆိုကလည်းကာရီဘောင်ရဲ့ဆွမ်းကအတော်လေးဆင်ပြေတာကြောင့်အသုံးဝင်လာလိမ့်မယ်လို့ပြောလိုက်တော့လူဖီကလည်းလက်ခံလိုက်ပါရီဒါကြောင့်ကာရီဘောင်ကတော့လွယ်လွန်းနေတာကြောင့်ထောင်ကျောက်လားလို့တွေးနေပါရီ တဖက်မှာတော့ဟျူဂရိုကအခုထိကင်းရမွန်တို့ကအသက်ရှင်နေသေးပြီးတော့ဒေါ်လန်ကြီးကလည်းအခုထိတည်ရှိနေတော့မယ်လားလို့ပြောလိုက်ပါရီအဲဒီနောက်ဟျူဂရိုကသူ့အနေနဲ့အသက်ကြီးပြီဖြစ်ပေမဲ့တိုက်ပွဲမှာဝင်ကူပြရစီလို့ပြောလိုက်တယ်ဒါကိုကြတော့ရိုက်ဇိုကလည်းဝမ်းသာအားရလက်ခံလိုက်ပြီးငင်းစရာမရှိပဲဒီအကူကြီးကိုလက်ခံပါတယ်လို့ပြောလိုက်ပါရီပြီးတော့ရိုက်ဇိုကလူဖီကိုဟျူဂရိုကအရင်ကယာကူဇာရီရဲ့ဘော့စ်ပဲလို့ပြောပြလိုက်ပါရီ ဲ့ဒီချိန်ယူဂရိုကအိုရိုချီကိုပုံကံမှုလူစုနေရာဆိုရင်ဒီနေရာကအကောင်းဆုံးပဲလို့ပြောလိုက်ပြီးဒီမှာရှိနေတဲ့ထောင်သားတွေကအပြည့်ကျူးလွန်လို့ထက်အိုရိုချီကိုအပြည့်ပြူမိလို့မရောက်သင့်ပဲရောက်လာကြတာလို့ပြောပြပါရီဒီနေရာမှာအလုံးရဲ့ဒေါသတွေကစုနေရာကြောင်းအားလုံးကိုတိုက်ခိုက်ဖို့အတွက်ပြောပြမယ်လို့ပြောလိုက်တယ်အဲ့နော်လူဖီကဒီနေရာကိုဖျက်ဆီးပြဖို့အတွက်ပြောလိုက်ပြီးအရင်ဆုံးစားစရာယူခိုင်းပေးပြီးတော့ဂါရီဘောင်ကဘဲနီလေးအိုးကိုယူပေးလိုက်ပါတယ်။တစ်ဖက်မှာလည်းဘင်မမတို့ကဥရုံကိုလာနေပြီးလူဖီကတော့ဘဲနီလေးတွေကိုစားနေကဇလန်လေးကလည်းဒီနေရာမှာနေတဲ့ခန်းရက်သွားခဲ့ပြန်ပါတယ်။